မင်္ဂလာပါ illustration by me channel ကနေကြိုဆိုပါရစေဒီနေ့လဲဒီ reference တွေကကောင်းပါလေးပုံကိုပုံဆွဲလေးကျင်ရင်းနဲ့အယိုးရှင်ဆုံးအလားဆုံးဖြစ်အောင်ဆွဲပါမယ်အလားမချိမရက်ပါဘူးဟေးဒီလိုပဲပြောရတာပေါ့ဒါကြောင့်အခုဗီဒီယိုက reference တွေကပုံကိုပြန်ဆွဲတဲ့ဒုတိယမြောက်ဗီဒီယိုဖြစ်ပါတယ်ဗျာ ပထမပုံထက်ပိုပြီးတော့မျက်နာတွေအသားရောင်တွေကိုတည်တည်ချာချာ glue site ကိုဆွဲပါမယ်။အဓိကတော့မျက်နာပေါ့ဗျာ။မျက်နာကိုအရန်ချောနေအောင်ဖြစ်နိုင်တဲ့မြောက်ပေါ့ဗျာ။ဖြစ်နိုင်တဲ့မြောက်ချောနေအောင်ဆွဲပါမယ်။အရှိမပြောခဲ့သလိုပဲမလားမချင်းကိုဆွဲပါပါ။ဆွဲတဲ့ရည်ရွယ်ချက်ကတော့လူပုံစံဆွဲတဲ့နေရာတွေမှာတဘောဝကြကြပို့ပြီးတော့ဆွဲနိုင်ဖို့အတွက်ရယ် နောက်ပြီးလူရဲ့အသားအရောင်ဒီကတော့မျက်နာတို့ဘာလို့ပေါ့ဗျာအဲ့ဒီနေရာတွေမှာပို့ပြီးတော့ improve ဖြစ်ချင်လို့ဒီ reference တွေကိုပြန်ပြီးတော့ဆွဲတာဖြစ်ပါတယ်ဒီလိုပုံမျိုးကို semi realism ပါညာခေါ်ကြတာပေါ့ဗျာဘလို့ပဲဖြစ်ဖြစ်ကျွန်တော်ကတော့ကိုကြိုက်တဲ့ s time တခုကိုလေ့ကျင့်တဲ့ပုံစံမျိုးရယ်ကြီးနေတဲ့သူတွေထဲမှာလည်း reference တခုကို ပြန်ဆွဲခြင်းနဲ့အခါမျိုးမှာကျွန်တော်နဲ့အတူတူလေ့ကျင့်နိုင်မှုဆွဲနိုင်မှုအတွက်ဖြစ်ပါတယ်။မလေးဗျာစကလုံးပြပြအောင်ပြောရတာလေတော်တော်ခက်တာပဲ။ရှင်းရှင်းပြောရရင်တော့ဗျာဒီလို reference တွေကိုပြန်ဆွဲခြင်းနဲ့လူရှိရင်ကျွန်တော်နဲ့အတူတူဆွဲလို့ရပါတယ်။ဒါပါပဲ။ Okay ပုံဆွဲတာလေးတွေလည်းပြောအောင်အခု မျက်နာရဲ့ပုံစံမျက်လုံးနေရာတွေနှာခေါင်းနေရာတွေမှာသူ့ရဲ့ skin tone လေးတွေပေါ်သွားအောင်လို့လာလာပပလေးဖြစ်သွားအောင်လို့ဗောဗျာအဲ့လိုလေးဖြစ်သွားအောင်လို့အသားရောင်လေးတွေလိုက်ပြီးတော့ဆွဲနေအောင်ဖြစ်ပါတယ်။ကိုဆွဲတဲ့ပုံကလာလာပပလေးဖြစ်ချင်တာဆိုတော့နင်းနေတော့စိတ်ရှည်ရတာဗော ကျွန်တော်ရဲ့ channel အကြောင်းကိုပြောရရင်ကျွန်တော်ရဲ့ channel က illustration နဲ့ပတ်သက်တဲ့ video တွေဘဝတုဒ္ဒတွေပုံစွဲများတဲ့ video တွေကိုတင်သွားမှာဖြစ်ပါတယ်။အခုနောက်ပိုင်းမှာလဲကျွန်တော်လဲပုံစွဲလေးချင်ရင်ကြည့်တဲ့သူတွေလဲအတူတူ like ပြီးတော့လေ့ကျင့်လို့ရအောင်လို့လေ့ကျင့်ခန်း video တွေကိုလဲတင်ထားပါတယ်ခင်ဗျာ။ကျွန်တော်ရဲ့လေ့ကျင့်ခန်း video အပိုင်း1ကနေစပြီးတော့ အခြေခံလေ့ကျင့်ခန်းတွေကို အစဉ်အဆက်လေ့ကျင့်လို့ရပါတယ်။ကျွန်တော်ရဲ့ channel ကို subscribe လုပ်ထားမယ်ဆိုရင်လည်းဒီ video ရဲ့ညာဘက်တောင်းကပုံလေးကိုနှိပ်ပြီးတော့ subscribe လုပ်ထားလို့ရပါတယ်ခင်ဗျာ။ကျေးဇူးတင်ပါတယ်။ဒီလို flip လုပ်ပြီးတော့ဆွဲဖို့တခါလေကြာတော့လေကျွန်တော်မေ့တယ်ဗျ။အမှန်တော့လေဒီလို flip လုပ်ပြီးဆွဲမှလဲပုံကအလိုက်ညီပါပေါ့နော်။ဒါပေမဲ့မေ့တာပါပဲဗျာ။ ။အခုတော့သတိရအောင်လေးဆွဲလိုက်ပါဦးမယ်။ကျွန်တော်ကဒီလိုမျက်နှာလေးတွေဆွဲတဲ့နေရာမှာပန်းရောင်လေးတွေနဲ့ဆွဲရတာကိုသဘောကျတယ်ဗျ။အခုတက်တိပေါ့နော်။နောက်ကြတော့မှဘလို့ရောင်တွေသဘောကျမလဲတော့သိဘူးပေါ့။အခုကတော့ပန်းရောင်လေးတွေမတိမတာတန်းနေတဲ့အဲ့လို skin tone လေးတွေကိုတော်တော်သဘောကျတယ်။ ပန်းရောင်လေးတွေရဲ့အညိုလေးတွေရဲ့တခြားအဝါလေးတွေရဲ့အဖြူလေးတွေရဲ့ပေါ့ဗျာအဲ့လိုလေးရောပြီးတော့အဲ့လို skin tone လေးဆွဲရတာကိုໃຊပါတယ် ချောပြီလားဗျာအရင်တော့မချောသေးဘူးထင်တယ်အပြင်လို့ရင်လည်းဖင်ချောတော့ပဲကဲပါနည်းနည်းလောက်တော့ထပ်ပြီးတော့ဖိုင်လက်ကလေးတွေပဲဖြစ်ဖြစ်လို့လေးတွေပေါ်သွားအောင်ထပ်ဆွဲလိုက်ပါဦးမယ်ပြီးတော့မှတခြားကြံနေသေးတဲ့သပင်းအယောင်တွေဖနက်အယောင်တွေဒါလေးတွေလည်းဖြေပါမယ်ဒီပုံထဲမှာလည်းကျွန်တော် အင်းကြီးအယောင်တွေကိုထည့်ပြီးတော့မဆွဲတော့ပါဘူးနောက်ဆုံးမှာဒီဇိုင်းဆန်ဆန်ပုံစံလေးတစ်ခုအရင်အားလိုပဲဖြန်ပြီးပါမယ်အဲဒါဆိုရင်တို့အနေနဲ့တူကြည့်လို့လာတော့မှာပါ အခုလောလောဆယ်အသားအရောင်လေးတွေပါလေးတွေပေါ်တော့အောင်လို့ background ကိုနည်းနည်းမှောင်တဲ့အရောင်လေးခဏပြောင်းထားပါမယ်။တစ်ဆက်သေး shadow လေးလည်းထည့်လိုက်ပါဦးမယ်ဗျာ။ပုံအားဒီလောက်ဆိုရင်တော့တော်တော်တော့အဆင်ပြေနေပါပြီ။ channel သေးတဲ့လိုအပ်တဲ့ shadow တွေကိုဒါပြီးရင်တော့ဆွဲပါမယ်။ဒီပုံရဲ့နောက်ဆုံးအဆင့်မှာ ထူးထူးခြားခြားလေးဖြစ်သွားအောင်လို့ highlight ကလေးတွေဖဲ့ပြီးတော့ဆွဲပါမယ် highlight ကလေးတွေဆွဲပြီးတော့ background ကိုလည်းအယောင်ပြောင်းလိုက်တဲ့အခါကျတော့ပုံကပို့ပြီးတော့ပေါ်လာတာပေါ့ဗျာကြည့်လိုက်ကြပါဦး အခု highlight တွေဆွဲပြီးသွားရင်တော့ကျွန်တော်တို့ရဲ့ reference ကနေပြီးတော့မချောမချင်းမရက်တဲ့ video လေးရတော့ချောသွားပြီဆိုတော့ပြီးသွားပါပြီခင်ဗျာမပြီးလို့လဲမရတော့လို့ပါဟုတ်ကဲ့အဆုံးထိကြည့်ပေးကြတာအားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်နောက်ထပ်လဲဒီလိုပုံဆွဲပြရတဲ့ဗီဒီယိုတွေရေးချိန်ကဗီဒီယိုတွေနဲ့အတူပြန်တွေ့ကြပါဦးမယ် ဒါဆိုရင်တော့အားလုံးပဲ bye bye